အကြောင်းရင်းတစ်ခုခုကြောင့်တချင်းမစုံနိုင်တော့ပဲအစိုးရဘဝကိုရနာရတော့မဲ့ဝိုင်းစုခိုင်သိပရိသတ်များအလုံးမင်္ဂလာပါရှင်အီဂရစ်စတိုင်ယာရီကနေပြလဲကြိုးစိုးလိုက်ပါတယ်အစိုးရဝိုင်းစုခိုင်သိကတော့အတန်အိုးထိခိုက်ကတချင်းမစုံနိုင်တော့တဲ့အခြေအနေကို ရောက်ရှိနေကြောင်းပရိသတ်တွေကိုအသိပေးလာတာဖြစ်ပါတယ်ဒါကြောင့်ပရိသတ်တွေကစိတ်မကောင်းဖြစ်ကြရပါတယ်ဝိုင်းစုခိုင်သိန်းဟာတချင်းတွေကိုထူးခြားတဲ့တီဆိုဟန် ထူးခြားတဲ့ကိုပိုင်အတန်တွေနဲ့အကောင်ဆုံးတီဆိုတက်လိရှိတဲ့အစိုးရတအူးပါ အထူးသဖြင့်အစိုးရဝိုင်းစုကင်တဲ့ရဲ့တချင်းတွေဟာနေပေါင်းများစွာပြည်သက်တွေရဲ့အသေးနှလုံးကိုနေရာယူထားတဲ့အစိုးရတဦးဆိုရင်လည်းမမပါဘူး။ဒါပေမဲ့လည်းအစိုးရဝိုင်းစုကင်တဲ့နဲ့ပတ်သက်ရင်အိမ်ထောင်ဆက်များတယ်၊အမျိုးသားတွေနဲ့ပြည်ထနာတတ်တယ်၊စသဖြင့်ဝေဖန်မှုတွေအမြဲလိုလိုထွက်လေ့ရှိပါတယ်။ဒါကလည်းအစိုးရဝိုင်းစုကင်တဲ့ရဲ့အတိတ်ကဖြစ်ရက်တွေကြောင့်လို့ဆိုရမှာပါ။ အစောတော်ဝိုင်းစုခိုင်တဲ့ဟာအချစ်ဦးဟင်းဝရံနဲ့လူကြီးမိဘတွေရဲ့သဘောမတူညီမှုတွေကြောင့်အလွဲလဲအချော့ချော့ဖြစ်ခဲ့ရတယ်လို့လူသိရှင်ကြားမင်္ဂလာဆောင်ခဲ့တဲ့အုတ်ကာမြင့်ကျူနယ်လဲကွာရှင်းခဲ့ရပါတယ်။အဲဒီနောက်မှာတော့အစောတော်ဝိုင်းစုခိုင်တဲ့ဟာအစောတော်အောင်လာနေတော့ခဏသာတာယာတဲ့အိမ်ချောင်ကြီးတစ်ခုကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းအောင်လာနဲ့အကြီးကျယ်ပြဿနာဖြစ်ခဲ့ပြန်ပါတယ်။အခုတခါမှာတော့ဝိုင်းစုခိုင်တဲ့ကချစ်သူအစ်တလေးရရှိထားတာဖြစ်ပါတယ်။ ။သတင်းတွေအရတော့ဝိုင်းစုခိုင်တိုင်းရဲ့ချစ်သူကတော်တော်လေးကိုချမ်းသာကြွားပြီးတော့ဝိုင်းစုခိုင်တိုင်းလူချင်းနာမှန်သမျှတွေကိုဖြည့်ဆည်းပေးတယ်လို့သိရပါဗျ။ အထူးသဖြင့်တော့ဝိုင်းစုရဲ့ချစ်သူအစ်တလေးကဝိုင်းစုခိုင်သိန်းဘာပဲစားချင်ချင်ရအောင်ဝယ်ပေးတယ်လို့ဝိုင်းစုခိုင်သိန်းလိုချင်တာတွေကိုလည်းဖြည့်ဆည်းပေးတယ်လို့သိရပါတယ်။ဒါကြောင့်လည်းအိမ်တောင်ရေးကံမကောင်းတဲ့ဝိုင်းစုခိုင်သိန်းတယောက်အခုတခါမှတော့ပျော်ရွှင်နေရလို့ဝိုင်းစုခိုင်သိန်းရဲ့အမကန်ပရိသတ်တွေကတော့ဝမ်းသာပျော်ရွှင်ပေးကြပါတယ်။အခုခါမှတော့ဝိုင်းစုခိုင်သိန်းဟာဒီလိုမျိုးပျော်ရွှင်နေစေအချိန်မှာပဲယောဂဆိုးကြီးတစ်ခုကဝင်ရောက်လာခဲ့ရဖြစ်ပါတယ်။အဲ့ဒါကတော့လေပင်အတန်အိုးရောင်ကိုင်းနေရဖြစ်ပါတယ်။ဒါကြောင့်လည်းတစင်းမဆိုပဲနဲ့အနားယူရတော့မယ်လို့သိရပါ ါတယ်။ဒီအတွက်ကြောင့်လဲဝိုင်းစုခိုင်သိန်းရဲ့အတန်ချိုချိုအေးအေးလေးတွေနဲ့တခြင်းတန်တွေကိုမကြားရမှာကိုဝိုင်းစုခိုင်သိန်းကစိတ်ပူနေပါတယ်။သူမရဲ့ယောဂအခြေအနေနဲ့ပတ်သက်ပြီးတော့ဝိုင်းစုခိုင်သိန်းပြောပြတာကတော့ပြီးခဲ့တဲ့ရက်ပိုင်းမှာကလေးကဝိုင်းစုခိုင်သိန်းရဲ့လေဘင်းကနာနေခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်လဲစေကန်းသွားပြချိန်မှာတော့အတန်အိုးထိခိုက်ထားပြီးတော့တခြင်းမဆိုဘဲနဲ့နားရတော့မယ်လို့သိရပါတယ်။ဒီတက်အတန်အိုးခြေနေစိုးမယ်ဆိုရင်တော့ခွဲစိတ်ကိုတာရမယ်အခြေအနေတောင်ရှိတယ်လို့ဝိုင်းစုခိုင်သိန်းကပြောပြလာပါတယ်။ သူမရဲ့ယောဂအခြေအနေနဲ့ပတ်သက်ပြီးတော့ဝိုင်းစုခန်သိန်းက Facebook မှာဒီနေ့ဈေးကန်းသွားပြခဲ့ရာအတန်အိုးနည်းနည်းထိထားတယ်။နားမရမယ်လို့ဆရာဝန်က ပြောပါတယ်။အလားချစ်ကြောင့်ဖြစ်တာလို့ထင်ပါတယ်။စိတ်စစ်ပြီးစောသေးလိုက်ရလို့ကံကောင်းသွားတာမဟုတ်လို့မဒီပဲပွဲတွေဇက်တိုက်ဆိုပြီးအနားမယူမိခဲ့ရင်ခွဲစိတ်ရတော့မှာပါ။ဆောင်ရံရှောင်ရံလေးတွေလိုက်နာပြီးတခြင်းမဆိုပဲအနားယူရတော့မှာပါလို့သူမရဲ့အတန်အိုးအခြေအနေကိုဝိုင်းစုခန်သိန်းကပြောပြခဲ့ရာဖြစ်ပါတယ်။ဒါကြောင့်လဲဝိုင်းစုခန်သိန်းကငလင်ပေးတဲ့ ည်သူတွေအတွက်ကျင်းပပြုလုပ်တဲ့ရန်ပုံငွေပွဲမှာဒမဖျော်ဖြေဖို့ကမ်းလှမ်းထားခဲ့ပေမဲ့လည်းအခုလိုမျိုးအတန်အိုးထိခိုက်သွားလို့ပဝင်ကူညီမတီဆိုနိုင်တော့တဲ့ပုံမှာဝိုင်းစုခံသိန်းကတော့ဒမကိုချစ်တဲ့ပရိသတ်ကြီးကိုအနှူးညွတ်ပဲတောင်းပန်ခဲ့ရဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအစောရောဝိုင်းစုခံသိန်းကိုချစ်ခင်အားပေးကြလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့